ယခုပြည်ရောင်းနှထောင်ဝင်းကျင်ဖော်လူငယ်တွေရဲ့ရှေးဟောင်းနောက်ဖြစ်စကားဝိုင်းလေးပဲဖြစ်ပါတယ်။တရောင်းနဲ့တရောင်းငယ်ဘွားဖြစ်တဲ့ပုံချင်းမတူကြပေမဲ့ဖြစ်တဲ့အရာတိုင်းဟာထူးဆန်းစွာအလုံးနီးပါးဆင်တူကြပါတယ်။ ဒါဟာညာလို့မရပါဘူး2009ခုနှစ်ဝင်းချင်းဖွားလူငယ်တွေကမြန်မာနိုင်ငံမှာကံကောင်းဆုံး generation တွေပဲဖြစ်ပါတယ်ယခုလိုကာလမှာကံကောင်းဆုံးလို့တုံတာကနေနေယူကြောင်ကြောင်နိုင်ပေမဲ့ငယ်ဘဝဖြတ်သန်းမုံကခြား generation တွေနဲ့စာရင်တကယ်ကံကောင်းတာကိုတွေ့ရပါတယ်မိုဘိုင်းဖုန်းတွေမရှိသေးတဲ့ငယ်ဘဝဖြတ်သန်းမုံကတကယ်ပဲပျော်စရာကောင်းခဲ့ပါတယ်ရေအောင်နောက်ပြည့်အကြောင်းဆိုလက်ဖက်ရည်ကော်ဖီလေးတောက်ပြီးနားထောင်မယ်ကွာဆိုတဲ့လူချင်းမင်းတို့အခုပဲကော်ဖီတစ်ထုပ်ကိုရင်းနှီးထဲဖောက်ထည့်ပြီးမှုထားလိုက်ပါအရက်လေးတောက်ပြီးနားထောင်မယ်ကွာဆိုတဲ့လူချင်းမင်းတို့ကလည်းလက်ကြံလေးတွေထုတ်ထားလိုက်ပါလူချင်းမင်းတို့လည်းငယ်ဘဝတိုက်ဆိုင်မှုလေးတွေရှိခဲ့ရင်အောက်မှာမန့်ခဲလို့ရပါတယ်စာတင်ငန်းနဲ့တိပေါက်ချခဲ့မှုတဲ့လူချင်းမင်းတို့ ဲ့မရှက်တမ်းမှန်းခဲ့လို့ရပါတယ်ကျွန်တော်တို့ဟာယခုလိုကာလမှာတငယ်ချင်းမိတ်ဆွေတွေနဲ့ဝေးကွာနေတဲ့ကာလပိုင်းခြားတစ်ခုဖြစ်တဲ့အတွက်ကြောင့်ဒီကုနန်ကိုပေါ့ပေါ့ပပလေးဖန်တီထားခြင်းပဲဖြစ်ပါတယ်အသက်ငါးနှစ်ပြည့်ပြီဆိုကြတဲ့ကကျွန်တော်တို့ကိုမိဘတွေကကြောင်းအပ်လိုက်ဖို့တဲ့ကာလကစပါတယ်ပညာရေးစားဆိုတော့ကြောင်းဖွင့်တဲ့နေမှာပဲတငယ်တန်းခံပတ်ချလဲမှာမိဘတွေဝိုင်းအောင်နေတတ်လေရှိပါတယ်ဇာတိငန်းလေးကနေမိဘအိမ်ပြန်သွားမှကြောက်နေခဲ့တဲ့မြိတ်တစားနှိုင်းနှစနေငိုခဲ့ဘူးတဲ့လူချင်းမင်းတို့ဒီနေရာမှာပဲချီးရပါမူလာတန်းကြောင့်သားဘွားဆရာမကအိမ်သာသွားခြင်းလက်ညှိုးထောင်ဆိုပြီးမှာထားပေမဲ့လက်ညှိုးမထောင်ရတဲ့ကောင်တွေကအတန်းထဲမှာရှုပေါက်ချတဲ့ကောင်တွေပဲဖြစ်ပါတယ်။အခက်မသိ ရင်ဣပထွက်ကြတဲ့ကောင်တွေထိရှိပါတယ်။ဒီပြဒနာဟာဒီမှာပဲရက်မနေပဲသေပါအိုဣပအိုဆိုတဲ့နင်းနှင်းကိုပါတခါတည်းတန်းရရှိမှာပဲဖြစ်ပါတယ်။အိမ်ရောက်မှာပါတော့မယ်ကွာဆိုတဲ့လူကြီးမင်းတို့ကလည်းဤပါချင်းတဲ့စိတ်ကိုအန်တူပြီးကြောင်းမြန်မြန်ဆင်းမဲ့အချိန်ကိုလည်းစောင့်ခဲ့ပုံမဲ့လို့ထင်ပါတယ်။မူလာတန်းကျောင်းသားဘွားကနေအခုချိန်ထိဆွဲဆွဲမြန်မြန်မှတ်မိနေတဲ့တငယ်ချင်းတယောက်လူတိုင်းရဲ့ရင်ထဲမှာရှိနေတတ်ပါတယ်။ကလေးဘွားဓပုံနဲ့တရေကွင်းတွေကကျွန်တော်ငယ်ဘွားရဲ့လောင်းကစားမှာမပါမဖြစ်တဲ့အရာတွေပဲဖြစ်ပါတယ်။မူလာတန်းကျောင်းသားဘွားကနေအခုချိန်ထိလောင်းကစားကိုဒီဇိုင်းမမတ်လောက်လာတဲ့လူကြီးမင်းတို့ချီးရပါ မိန်လေးထဲမှာလည်းအတန်ခတ်ဆော့ဆော့နဲ့ဇက်ရက်လက်ရက်တယောက်တော့အတန်ထဲမှာပါတတ်လေးရှိပါတယ်။ကောင်လေးတွေနဲ့တောင်ဘိုင်ဝဲဆွဲရတဲ့အမျိုးသမီးလေးတွေပဲဖြစ်ပါတယ်။လူကြီးမင်းရရခုလက်ရှိဒီအမျိုးသမီးလေးတွေကိုဇနီးတော်ထားရတဲ့ဆိုရင်စကားအမှားပပအောင်ဆင်ကျင်မှုပဲအကြံပြုချင်ပါတယ်။ကျောင်းသားဘောအတန်ထဲမှာရက်ရှင်ရှင်မရှင်ဖင်ကြီးတဲ့ကောင်ကအတန်ရဲ့မော်နီတာပဲဖြစ်ပါတယ်။လူကြီးမင်းရအကြောင်းမှာမော်နီတာဖြစ်ခဲ့ဘူးတဲ့ဆိုရင်လူကြီးမင်းကသေချာပေါက်ဖင်ကြီးတဲ့ကောင်ပဲဖြစ်ပါတယ်။ ဧကန်ကမော်နီတာနဲ့ဘီကန်ကမော်နီတာနှစ်ဘန်းလုံးအောင်ဖန်တီးပေးကြတာလေဧကန်နဲ့ဘီကန်ကကောင်တွေပဲဖြစ်ပါတယ်မင်းကိုတီရင်ကနဲ့ညိတာပဲဆိုတော့ဂန်စတာတွေကလည်းတီးတန့်ကိုရှိပါတယ်ဇာရှိရင်ဘိုင်ဝမ်ဆိုတဲ့လူကြီးမင်းတို့ကလည်းတစ်ချိန်ကအကြောင်းရဲ့ MMA ကစားသမားတွေပဲဖြစ်ပါတယ်မိုဘိုင်းဖုန်းတွေမရှိတဲ့ကာလမှာ ME4 နဲ့ ME3 ကိုအကြောင်းအထိယူလာပြီးတငယ်ချင်းတွေကိုနောက်ဆုံးခုံမှာဇက်ကပြတဲ့တငယ်ချင်းတွေကိုခုထိကျေးဇူးတင်လို့မဆုံးပါဘူး TV အိမ်တိုင်းစီမရှိတဲ့အချိန်မှာဇကားအောင်းတွေဝိုင်းဖွဲ့ပြောလို့ရှိတဲ့အတန်းပေါ်တငယ်ချင်းတွေကိုလည်းကျေတူးတင်ပါတယ်လူကြီးမင်းဟာအကြောင်းသားဘောက ME4 ကင်နိုင်ခဲ့ဘူးတဲ့ဆိုရင်လူကြီးမင်းဟာ RK 77တယောက်ပဲဖြစ်ပါတယ်ကျွန်တော်တို့ကြောင်းစင်းဘောင်းမီကွားပြဲကိုအချီအဖြူနဲ့အထင်းသားပေါ်အောင်ချုပ်ထားပြီးဝတ်ခဲ့ဘူးတဲ့သူတွေအဖို့ ME4 နဲ့ကျွန်တော်တို့ဆိုတာယခုလက်ရှိလူကြီးမင်းနဲ့တူမလို့ပါပဲဘယ်တော့မှမဟက်ဆက်တဲ့အရာတွေပဲဖြစ်ပါတယ်အခန်းထဲမှာအတန်းပိုင်ဆရာမသားနဲ့ဆွေမျိုးဆိုရင်အတန်းပေါ်တွေရဲ့ရံမှာကင်းဝေးတဲ့စက်တမီငိမ့်တဲ့ကောင်တွေပဲဖြစ်ပါတယ်ကျောင်းပရဲ့ဇကားကြီးဘိုးမင်းမဘာခွေရှိလဲငါမဘာခွေရှိတယ်ဆိုပြီးစာအုပ်ချမှာစီတီခွေညှက်ပြီးလဲကြည့်ခဲ့ ုတဲ့ဆိုရင်လူကြီးမင်းကအကောင်ပဲဖြစ်ပါတယ်။ဘာကောင်လဲဆိုတော့မီးပြက်လို့အောက်ဆက်ထဲကအခွေကိုထုတ်မရတော့ဘဲနင်ဒီကားတွေကြည့်တယ်ဆိုပြီးအထောင်းခံရမယ်ကောင်ပဲဖြစ်ပါတယ်။ DPG ဆိုတာလည်းအခုမှဒုက္ခပေးတာမျိုးမဟုတ်ပဲအရင်ကနေဒုက္ခပေးခဲ့တဲ့ကောင်တွေပဲဖြစ်ပါတယ်။တခုံလေးရောက်ထိုင်ကုန်မှာသူစီကိုစီခွဲပြီးစီးကြော်လာတဲ့ကောင်ကဂျယ်လီပေတာနဲ့အလှော်ခံရမယ့်ကောင်ပဲဖြစ်ပါတယ်။အခက်မတည့်ရင်ထပါတက်ကြပါတယ်။လာစင်ဆံမွေးပြီးလို့အစင်းဆံရွက်တွေဝေးပြီးဆိုရင်နောက်ကနေရင်အစင်းတရတဲ့လူကြီးမင်းတို့က report ကမှာမိဘကိုစားကိုတိုင်လက်မှတ်ထိုးလာတဲ့ကောင်တွေပဲဖြစ်ပါတယ်။ အတမ်းပိုင်းဆီယာမစာမေးတော့မယ်ဆိုရင်တူချီရှင်မတက်တဲ့ကောင်တွေကပဲ EA ကိုလမ်းမှာတွေ့ရတဲ့ဖီလင်မျိုးကိုအပြည့်အဝခံစားရမှာပဲဖြစ်ပါတယ်အတမ်းပိုင်းဆီယာမနာမည်မေးတဲ့နေ့ဆိုရင်မိဘနာမည်ကိုသိကျင်တဲ့ငနေတက်တိုက်ကတီးတန့်ကိုရှိပါတယ်ဒါလေးမွေးရင်ကိုနာမည်ပေးပါဆိုတဲ့အတိုင်းပဲကျွန်တော်ရဲ့အဖေနာမည်ကကျွန်တော်နာမည်ပဲဖြစ်ပါတယ်စာအုပ်တွေကိုအချိန်ကြာမှထည့်လာလို့အတန်းထဲမှာကြောင်တကောင်လုံးပြောက်ခဲ့မှုတဲ့လူကြီးမင်းတို့လည်းချီးရပါ။ဒါရချင်းကွန်ပျူတာချင်းဆိုပြီးမျက်နှုတ်ခိုင်းခဲ့တဲ့ဆရာမတွေလည်းချီးရပါ။ ။တန်းတွေကိုဆရာမတကယ်မလာပဲပြင်စားကူနဲ့အဟံဝနာမီလို့ထောက်အော်ခဲ့တဲ့လူကြီးမင်းတို့လည်းချီးရပါ။ကျောင်းသားဘွားအမဲဖြတ်တယ်လို့လှော်ခဲ့တဲ့နာမည်နှလုံးကူးနဲ့ဆရာမတွေလည်းချီးရပါ။ဟုတ်ကဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့လူကြီးမင်းတို့လည်းကျေးဇူးပါ။